ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025ကိုနေပြည်တော်မှာဇွန်25ရက်ကနေ29ရက်အထိ3ရက်တာကျင်းပမယ်လို့သိရပါတယ်။ငြိမ်းချမ်းရေးရွေးကောက်ပွဲနှင့် Federal စနစ်တို့ပေါင်းစည်းခြင်းမှအေဂျင်တာယာဝါပြောသည့်နိုင်ငံတော်သစ်စီတို့သုံးသပ်ဆွေးနွေးပွဲငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025ကိုအလွန်အသေးသေးကတာဝန်ရှိသူတွေပါဝင်ဆွေးနွေးကြမယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့မလ24ရက်ကနေ26ရက်အထိအမျိုးသားစီလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီကဦးဆောင်ပြီးငြိမ်းချမ်းရေးစကားဝိုင်း FITOS 2025ကိုနေပြည်တော်မှာ၃ရက်တာကျင်းပသွားခဲ့ပြီးအဆိုပါစကားဝိုင်းမှာအလွန်အသီးသီးကတာဝန်ရှိသူတွေပါဝင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးစကားဝိုင်း FITOS 2025ကို NASA ကအဖွဲ့ဝင်နေဆက်ရေယာဝန်ကြီးဌာနပြည်တော်စုဝန်ကြီးအမျိုးသားစီလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSBNC ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးရာပြည့် NSB NC အဖွဲ့ဝင်တွေအပါအဝင်တက်မတော်အရာရှိကြီးတွေပြည်တော်စုဝင်ကြီးတွေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကကိုယ်စားလှယ်တွေနိုင်ငံရေးပါတီတွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်။ငြိမ်းချမ်းရေးစကားဝိုင်း PTOS 2025ကိုငြိမ်းချမ်းရေးစကားဝိုင်းကနေတဆင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာကဏ္ဍအသေးသေးကအသိပညာရှင်အတတ်ပညာရှင်များထင်ပေါ်ကျော်ကြားတဲ့ပုံကိုယ်တွေကငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပုံမအောင်ဆိုင်စေဖို့ ငြိမ်းချမ်းရေးအတွက်အကြမ်းမဖက်တဲ့နီးလန်းနဲ့ဆောင်ရွက်တဲ့ဆောင်ရွက်ချင်းကသာရေရှည်တည်တဲ့နဲ့ငြိမ်းချမ်းရေးကိုရရှိနိုင်မယ်ဆိုတဲ့အချက်ကိုလူလူအကြောင်းမှအသိအမြင်တိုးပွားလာစေဖို့မိမိတို့နိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေအများဆုံးရှော့ချပြီးနိုင်ငံရေးနဲ့စီးပွားရေးမြင့်တက်လာစေဖို့အတွက်ရေတိုရေရှည်လုပ်ငန်းစဉ်တွေကိုဖော်ထုတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။နေပြည်တော်မှာရှိတဲ့ပြည်ပဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနနှစ်မှာမလ24ရက်ကနေ26ရက်ထိကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးစကားဝိုင်း PTOS 2025မှာ ငြိမ်းချမ်းရေးစကားဝိုင်း PDOS 2025ရဲ့တွဲဆုံဆွေးနွေးမှုတွေကနေငြိမ်းချမ်းသောနိုင်ငံတော်တည်စီတို့အဖွဲ့တည့်ရဲ့နိုင်ငံရေးနဲ့လုံခြုံရေးကဏ္ဍဆွေးနွေးမှုနဲ့ အဖွဲ့နှစ်ရဲ့စီးပွားရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍဆွေးနွေးမှုတွေကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ငင်းချင်းရေးစကားဝိုင်း PTOS 2025ရဲ့တွင်းဆောင်ဆွေးနွေးမှုတွေကလည်းငင်းချင်းသောနိုင်ငံတော်တစ်စီတို့အဖွဲ့တစ်ရဲ့ပထမနေ့အစည်းအဝေးမူကြမ်းကိုဆွေးနွေးတာအဖွဲ့နှစ်ရဲ့ပထမနေ့အစည်းအဝေးမူကြမ်းကိုဆွေးနွေးတာတွေကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ငင်းချင်းရေးစကားဝိုင်း3ရက်တာဆွေးနွေးပွဲမှာအချိန်တိုအတွင်းဆောင်ရွက်ရမယ့်အကြံပြုချက်12ချက်နဲ့ကာလရှည်အတွက်အစည်းအဝေးချမှတ်လို့ဆောင်တဲ့အချက်10ချက်ရရှိခဲ့တယ်လို့သိရပါတယ်။